လန်ကိုရောထားနိုင်ငံရဲ့အီဆန်ဒေတာကကြီးလက်ရွာလေးတွေ့ရကနေစတင်ထားပါတယ်။မြို့ပြကနေရွာကိုပြန်လာတဲ့လူငယ်လေးဘန်ကမကြသေးမီကမှဒေဆုံသွားခဲ့တဲ့လူရဲ့ချစ်ဆုံးတငယ်ချင်းလေးရဲ့နာယီကိုပြန်လာခဲ့တာပဲဖြစ်ပါတယ်။ရွာကိုရောက်တဲ့အချိန်မှာအေအောင်ကုတ်ပြစ်မှာထိုင်ဆောင်နေတဲ့သူ့ရဲ့မိကိုတွေ့လိုက်ရပါတယ်။အေရဲ့တစ်ဖက်ကမကြီးပဲအောက်မှာတော့သူ့မိရဲ့နောက်ယောက်ျားဖြစ်တဲ့ဦးလေးဝစ်ကရှိနေပါတယ်။အမေဖြစ်သူကဘယ်လိုလဲအေအောင်ထဲကားမောင်းလာခဲ့ရတာမိမနေပြီလားလို့မေးလိုက်ပေမဲ့ သူကတော့ဘာမှပြင်မဖြေပဲနဲ့စိတ်တုန်နေတဲ့မျက်နှာထားနဲ့အိမ်မကိုတန်းတက်သွားခဲ့ပါတယ်။သူဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကတော့သူ့ဖေဆုံးပြီးတော့မကြခင်မှာပဲ။အမေကတော့နောက်ရင်အောင်ပြုတ်လိုက်တာကိုမချိနဲ့လိုပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲသူကဘန်ကောက်ကိုပြောင်းသွားပြီးရွာကိုလုံးဝပြန်မလာတော့တာပဲဖြစ်ပါတယ်။ညာရောက်တဲ့အချိန်မှာတငယ်ချင်းဖြစ်သူ၄ဆယ့်နှစ်အရွယ်ကိုတွားခဲ့ကြပါတယ်။အဲ့ဒီမှာအင်ဂျီနဲ့ရောက်ဝတ်ထားတဲ့ဝီချင်းနဲ့ဂိုင်းစူရီသူ့ရဲ့ချစ်ဆုံးတငယ်ချင်းတွေနဲ့ပြန်ဆုံပြီးတော့စကားစမိပြောခဲ့ကြပါတယ်။ ဝီချင်းကတော့ရွာရဲ့အုတ်ချွေရည်မှုဖြစ်ပြီးတော့ဂိုင်းကတော့တွင်းရည်မှုပဲဖြစ်ပါတယ်။သူတို့သုံးယောက်က၄ဆက်သေဆုံးမှုအကြောင်းကိုပြောပြကြပါတယ်။ဂိုင်းကတော့လစ်တစ်ယောက်ကလေထဲကတဲမှာအိတ်ရင်နဲ့ရုတ်တရက်နှလုံးရက်ပြီးတော့သေဆုံးသွားခဲ့တယ်လို့ပြန်ပြီးတော့ပြောပြနေပါတယ်။သူ့မိမကပထမအဆုံးတွေ့တာဖြစ်ပြီးတော့ဂျင်းခွဲစစ်စစ်ကြည့်လိုက်တော့ဆီယံဝင်ကရုတ်တရက်နှလုံးခုန်ရက်သွားတာလို့ပြောပြီးအရင်ကတော့လစ်ဆက်အဖေကလည်းဒီလိုပုံစံနဲ့ပဲဆုံးသွားတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လည်းဘန်ကတော့ဂိုင်းရဲ့စကားကိုလုံးဝယုံမနေခဲ့ပါဘူး။ သူကပေါ်တည်ရင်ဝင်နေတဲ့အဖေါ်ဖုံကရှိနေသလားလို့သူ့ရဲ့တငယ်ချင်းကိုမေးလိုက်ပါရီစကားတော့မှမဆုံးသေးပါဘူးလူတယောက်ရဲ့အော်ဟစ်စုပူတန်ကိုကြားလိုက်ရပါရီဘဲကတော့ကြည့်လိုက်တဲ့အချိန်မှာရွာသားတွေကအဖေါ်ဖုံကိုနာရေးမလာဖို့အော်ဟစ်နဲ့ထုတ်ခဲ့ကြတာကိုတွေ့လိုက်ရပါရီဒါကိုမြင်တဲ့အချိန်မှာဘဲကအယန်းကုန်မှဒေါသထွက်သွားခဲ့တာပါဘာဖြစ်လို့လဲဆိုတော့သူ့ဖေဆုံးတော့ကလည်းအမေဖြစ်သူကအဖေရဲ့ဥရီအကုန်ထုတ်ခန့်ထားရတာကိုတွေးခဲ့ရလို့ပဲဖြစ်ပါရီ ဘန်ကတော့ဖောပွန်ကကြက်စိမ်းနေစားနေတာကိုတွေးခဲ့ပူတာကြောင့်သူ့ရဲ့ပေသေးတာကဖောပွန်ရဲ့လက်ချက်လို့သူကယုံကြည်နေကြတာပါ။ဒါကြောင့်မလို့လေအဲ့ဒီအချိန်တုန်းကသူကတကယ်ချင်းလေးကိုခေါ်ပြီးတော့ဖောပွန်ရဲ့သွတ်မိုးသူကတွေကအိမ်လေးကိုတွားရောက်ဖြစ်စီခဲ့ကြပါရီ။သူတို့ကပလင်းတွေနဲ့ပြပောက်ခဲ့ချလို့အဖောဖုန်တယောက်ကအိတ်လူတော်မှမရခဲ့ပါဘူး။ဒါပေမဲ့လေတက်တဲ့ထောက်ထားရအဖောဖုန်ကတကယ်ပဲပုတ်တေးဟုံးမုတ်ဆိုတာကိုတော့ဘယ်သူကမှအတိမပြုနိုင်ခဲ့ကြပါဘူး။ စနေကျော်နာခဲ့ပြီးတဲ့ချိန်မှာတော့ဘယ်သူကမှဖုတ်တရေရဲ့လက်ချက်ကြမလို့နောက်ထပ်သေးဆုံးခဲ့တာမရှိတော့လို့ပဲဖြစ်ပါရည်။အဲ့ဒီအညမှာပဲ၄၀နာရီမှာမေဆိုရဲမျိုးသမီးတယောက်ကိုတရေကကက်ခဲ့တယ်လို့ဖြစ်သွားခဲ့ပါရည်။ဝီချင်းကတော့မြင်မြင်ချင်းပဲသူ့ရဲ့လေဘင်းကဖျားပုံတော့ဆွဲချုပ်ကိုအမြင်ချုပ်ပြီးတော့သူမရဲ့လေဘင်းမှာဆွဲပြီးခဲ့တော့မှအချီနေရီကငြိမ်သက်သွားခဲ့တာပဲဖြစ်ပါရည်။ပြီးတော့သူကဘန်ကိုဒန်ဂါရုရဲ့တငယ်ချင်းမေးလေမင်းမမိသေးလား။သူချစ်သူဆုံးသွားခဲ့တဲ့ကသူကစိတ်မနှက်တဲ့လူတယောက်လို့ဖြစ်သွားတာလို့ပြောပြခဲ့ပါရည်။ စကားပြောပြီးရနောက်ဘန်ကအိမ်ကိုပြန်တော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျီလက်ဒေတာရဲ့ထုံးစံအတိုင်းလမ်းပေါ်မှာကားတစ်စီးကားမှမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းရုတ်တရက်ဘဲကောင်မှမသိတဲ့ဆိုင်ကယ်တစ်စီးကသူ့ရဲ့ကားကိုဝင်တိုက်ပစ်ခဲ့ပါတယ်။သူလန့်ပြီးတော့ကားပေါ်ကနေဆင်းကြီးလိုက်တဲ့အချိန်မှာလမ်းဘေးမှာတေဆုံးနေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနေရာနဲ့မလမ်းမကမ်းမှာပဲဒိန်ဟာပြင်းထန်ရထားတဲ့အမျိုးသမီးတစ်ယောက်ကိုလည်းသူကတွေ့လိုက်ရတာပါ။သူကအကူညီဖို့အမြန်သွားလိုက်ပေမဲ့လုံးလန်းလောက်လမ်းပြီးတဲ့အချိန်မှာတော့ရက်တန်းလို့တွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင်တော့အဲ့ဒီအမျိုးသမီးအမူယာကထူးဆန်းနေခဲ့တာကိုတွေ့လိုက်ရလို့ပါ။သူမကတော့ခေါင်းကုန်ပြီးဂျေမောနေခဲ့ပါ ड़ी ။ဘန်လည်းကြောင်းလန့်ပြီးတော့ကားပေါ်ကိုပြန်တက်ဖို့လှုပ်တဲ့အခါမှာတော့ကားထဲမှာတရေတကောင်ကဝင်ထိုင်နေတာကိုတွေ့လိုက်ရပါ ड़ी ။အဲ့ဒီအသေးကကားကိုမောင်းပြီးတော့သူ့ကိုဝင်တိုက်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲသူကလည်းလန်သွားပြီးနိုးလာတော့မှဒါကအိမ်မက်တစ်ခုဖြစ်နေမှသိလိုက်ရပါ ड़ी ။ဒါပေမဲ့လည်းကားဆက်နိုးဖို့လှုပ်တဲ့အခါမှာတကားမိမှာတစ်ခုခုထူးဆန်းနေတယ်လို့ခံစားလိုက်ရပါ ड़ी ။ သူလဲကြည့်လိုက်တဲ့အချိန်မှာတော့တကယ်ကိုမှကြောက်စရာကောင်းတဲ့တေးမတကောင်ရဲ့အနီးကပ်ခြောက်လန့်ခြင်းကိုခံလိုက်ရတဲ့အချိန်မှာပဲသူကထပ်ပြီးတော့လန်နိုးလာခဲ့ပြန်ပါတယ်။တကယ်တော့သူကအိမ်မက်ထဲကနေအိမ်မက်မနေခဲ့ခြင်းဖြစ်မှန်သိလိုက်ရပါတယ်။နောက်တနေ့မှာအမေကသူ့ကိုထမင်းစားဖို့ခေါ်ပါတယ်။အမေကတော့သူ့ကြိုက်ဆုံးစားစာတွေကိုချက်ပြုတ်ပြင်ဆင်ထားခဲ့ပေမဲ့သူကတော့မစားခဲ့ပါဘူး။သူ့မိကိုဦးလေးဝစ်နဲ့လမ်းခွဲလို့မရဘူးလားလို့မေးလိုက်ပါတယ်။သူ့မိကတော့ဦးလေးဝစ်ကအရင်နဲ့တောက်တက်တယ်ဆိုပေမဲ့လူကောင်းတယောက်ဖြစ်ပြီးတော့ ခြံလုံးတွေမှာလည်းတစ်ခါမှမပြတ်ကွက်ခဲ့ဘူးလို့ ပြောပြလည်ပါတယ်။ Eo Lewis ကဘန်ကိုဒီရွာမှာပဲနေစေခြင်းပြီးတော့ဆိုင်ကပြင်ဆိုင်လေးဖွင့်မယ်ဆိုရင်လေသူယင်းနီးလေးကိုထောက်ပံ့ပေးမယ်လို့လည်းရှင်းပြလည်ပါတယ်။ဒါပေမဲ့လည်းဘန်ကတော့လုံးဝကိုလက်မခံခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင်တော့ Eo Lewis ကသူ့ရဲ့မိထင်သားတလောက်လူကောင်းတယောက်မဟုတ်မှတီထားခဲ့ပြီးတော့စကားပြောပြတာနဲ့ဖုန်းကိုကြည့်ပြီးတော့ထွက်သွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲသူကဖုန်ကြီးချောင်းကိုတွားပြီးတော့အဖေါ်ဖုန်ကိုရဲကဖုတ်တီးရဲမကမသေးသေးဘူးလားဆိုတာကိုမေးမြန်းလိုက်ပါတယ် ဘုံကြီးကတော့ဖုတ်တည်းရဲ့ဆိုတာကတကယ်မရှိပါဘူး။ဆယ်နှစ်ကျော်အောင်မှကြာခဲ့ပါပြီ။ဘယ်သူကမှဖုတ်တည်းရဲ့လက်ချက်နဲ့တည်ရလို့မကြားမိပါဘူး။ပြီးတော့ပေါ်ဖုံကဖုတ်တည်းရဲ့ဖြစ်တယ်ဆိုတာကိုတသိပြနိုင်တဲ့အထောက်အထားကလည်းမရှိဘူးလို့မိန့်လိုက်ပါရီ။ဒါပေမဲ့လည်းဘလူးဝဲပြောပြောဘန်ကတော့မယုံကြည်ခဲ့ပဲနဲ့ဖုတ်တည်းရဲ့ကိုရအောင်ရှာဖွေဖော်ထုတ်မယ်လို့ပြောပြခဲ့ပါရီ။ဘယ်ညတော့မှမကြော်သေးပါဘူး။ကျော်သားတယောက်ကလမ်းဘေးမှာအစိမ်းစားနေတဲ့ပွားကြီးတယောက်ကိုတွေ့ခဲ့ရပါတယ်။ CCTV ကင်မရာကရာအလုံးကိုမတန်းတင်ထားခဲ့ပြီးတော့ ဲ့ဒီဗီဒီယိုကရွာက creator တယောက်စီကိုတယောက်တဲ့ချိန်မှာအားလုံးဖွင့်ကြည့်လိုက်တော့ဗီဒီယိုတွေကအပွားကြီးကအဖွားဖုံနဲ့ပုံစံတူနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မလို့လေသူတို့ကပွားဖုံရဲ့ကိုရေကဖုတ်တဲ့ရေကရံပေါ်ထွက်လာပြီလို့ကောလာဟာလာတွေကဖြန့်ခဲ့ကြပါတယ်။မနေ့ရောက်တဲ့ချိန်မှာဘန်ကဥလီဝစ်ကဘေးများပျောက်သွားခဲ့တာလေ။အမေလုံးတွေကူးလို့ပေးရလဲမတွေ့ဘူးလို့ပြောပါတယ်။အမေကတော့သူကအချားနယ်မှာကိစ္စရှိလို့တောင်းနေတာအဲရ၃ရက်လောက်မှပြန်ရောက်မယ်လို့ပြောပြလိုက်ပါတယ်။စကားတော့မှမပြီးဆုံးသေးပါဘူး။ ဘန်ကောက်ရဲ့တငယ်ချင်းပို့လာပေးတဲ့ဦးလီဝစ်နဲ့သူမိန်းမရဲ့ပုံကိုပြလိုက်ပါရီဘန်ကောက်ဦးလီဝစ်မှာမိန်းမကရှိပြီးသားပါဒူဒီကိုလာရာကမိရဲ့စီးစိမ်ကိုလိန်လေပို့ပဲလို့ပြောပြလိုက်တဲ့အချိန်မှာအမေဖြစ်သူကစကားတစ်ခုမှမပြောနိုင်တော့ပါဘူးဒါပေမဲ့လည်းအဲ့ဒီအချိန်မှာပဲဦးလီဝစ်ကပြန်ရောက်လာခဲ့ပါရီသူကဘာမှမငင်းဆန်ပဲနဲ့သူမိန်းမနဲ့မပြတ်သေးဘူးဆိုတာကိုဝန်ခံခဲ့ပါရီဘယ်မီကလည်းဒီရဲ့ပြည်တနာတွေကပုံမကြီးလာအောင်အမေတရားကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပါရီ သူမကဦးလီဝစ်မှာမိမရှိမှအစကတည်းကတည်နေခဲ့ပေမဲ့သူသားကိုကြောင်းထားဖို့ပတ်စံမရှိခဲ့တာကြောင့်ဦးလီဝစ်ရဲ့မယဲငယ်ဖြစ်ကိုလက်ခံခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာဘန်ကအရှမ်းကိုမှဒေါသထွက်သွားခဲ့ပြီးတော့ပစ္စည်းတွေကိုတင်းကဘန်ကောက်ကိုပြန်ဖို့လွတ်လိုက်ပြီးကောင်းမောင်းကသွားနေတဲ့ချိန်တုန်းမှာပဲလမ်းမမှာလမ်းလျှောက်သွားနေတဲ့ဖောင်းဖုံကိုမတော်တဆပဲတွေ့လိုက်ရပါတယ်။ဒေါသရီနဲ့လက်စားချေခြင်းလိုစိတ်တွေပေါင်းပြီးသူကတော့ဖောင်းဖုံကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ အဖေဖုန်ကတော့မိမင်ချင်းပဲအမြန်ဆုံးထွက်ပြီးသွားခဲ့ပါတယ်။သူမကတော့ကြောက်လန့်တကြားနဲ့တိုးလေးကိုပြေးဝင်ပြီးဂိုင်းရဲ့အိမ်ဘက်ကိုဥတီလိုသွားခဲ့တာပဲဖြစ်ပါတယ်။ဘန်ကပြီးသွားလိုက်တာကိုရွာသားတယောက်ကတွေ့တော့ဘန်နဲ့အတူတူလိုက်သွားခဲ့ပါတယ်။အိမ်မကြခင်မှာဆူဆူဝါဝါအော်ဒန်တစ်ခုကထွက်ပေါ်လာခဲ့ပါတယ်။အော်ဒန်ကတော့ဂိုင်းရဲ့အိမ်ကလာတာကိုဘန်ကမြင်တော့ဘာဖြစ်တာလဲလို့အော်မေးလိုက်ပေမဲ့ဘာမှပြန်ဖြေတမ်းမကြခဲ့ရပါဘူး။ဒါကြောင့်မလို့လေသူတို့ကအခွင့်အရေးရလာတာနဲ့ အိမ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မလို့အရှမ်းကုန်မှလန့်သွားခဲ့ကြပါတယ်။အိမ်ထဲမှာမိရဲ့ခန္ဓာကိုယ်ကဥရေကုန်ထုတ်ကန်ထားရပြီးအရှင်ဖြစ်တဲ့ဂိုင်းကလည်းအဲ့ဒီမှာရှိမနေကြတော့ပါဘူး။ဝိချင်းကတော့တရင်ကြကြချဲမှာပဲရဲရီကိုခေါ်ပြီးတော့အခင်းဖြစ်ပေါ်ရနေရကိုရောက်ရှိလာခဲ့ကြပါတယ်။ဂျာတာကလည်းဘန်ကအဖွားဖို့နောက်ကိုပြေးလိုက်နေတာကိုတွေ့လိုက်ရပြီးတော့ဒီနေရာကိုရောက်တဲ့အချိန်မှာအော်တန်ကိုကြားရတယ်လို့ပဲပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဝိချင်းစီကိုပေါ်တကောကဝင်လာခဲ့ပါတယ်။ အနေရောက်တဲ့အချိန်မှာသူကဘန်ကိုနေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်။သူကအကန်ကိုတွေ့ပြီလို့ပြောခဲ့ပေမဲ့အဲ့ဒီနေရာကိုရောက်တဲ့အချိန်မှာသူတို့ကအရန်ကိုမှထိတ်လန့်တုံလို့သွားခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဂိုင်ကတရားအလေမှာသူ့ကိုယ်သူကျူးဆွဲချကအဆုံးစီရင်သွားခဲ့တာကိုတွေ့လိုက်ရလို့ပဲဖြစ်ပါတယ်။ဘန်ကတော့လုံးဝကိုမှမယုံကြည်ခဲ့ပါဘူး။ဂိုင်လိုရန်ကိုကြောက်တတ်တဲ့သူကဒီလိုလုံးမှမဟုတ်ဘူးလို့ပြောပါတယ်။ဒါကြောင့်မလို့လေသူကဒီရဲ့ဖြစ်ပျက်တွေအားလုံးကဖုတ်တရေရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်။ဒီเจ้าကြီးကတရားလုံးပြည့်နေသွားပြီးတော့ အဖွားဖွန်တွဲနေဖို့ပို့ပြီးတော့ခက်ခဲလာခဲ့ပါတယ်။ဘဲသွားသွားရွာသားတွေကနေထုတ်ကြပြီးအချို့ကတော့ဂဲနေပေါ့လို့ခေါင်းခွဲတဲ့အထိကမှဖြစ်ခဲ့ပါတယ်။သူရဲ့ယောက်ျားဖြစ်တဲ့အဖိုးထင်းကဝန်တားလိုက်ပြီးသူရဲ့မိန်းမကဖုတ်တဲ့ရမဟုတ်ပါဘူး။ဂျေဇူးပြုပြီးတော့သူတို့ကိုလည်းတနာပေးကြပါလို့ဝင်းရောက်တောင်းပန်ခဲ့ပါတယ်။သူတို့ကတော့ဆွန့်ပြပစ္စည်းအဟောင်းကောက်တဲ့လူတွေဖြစ်ပြီးတော့တနည်းလုံးမှာတနည်းစားရတဲ့ပေါ်ရမလို့ဘယ်သူကမှဒုက္ခမပေးပါဘူးလို့ပြောခဲ့ပေမဲ့ကျွာသားတွေကတော့နားမဝင်ကြပါဘူး။ညရောက်တဲ့အချိန်မှာဘန်ကအပန်းပွင့်ရဲ့အိမ်ကိုမီးရှို့ဖို့တွားခဲ့ပါရီ ဒါပေမဲ့လည်းဝင်းချင်ကဝင်တားလိုက်ပြီးတော့တက်သည့်မရှိပဲနဲ့ရှောင်မလုပ်နဲ့အလကားနေရင်နဲ့ထောင်းချနေဦးမယ်လို့ပြောပြီးတဲ့နောက်ဘန်ကိုအိမ်ပြန်လိုက်ပို့ခဲ့ပါရီအမေကတော့သူ့ဘော့ဖို့စီကပြန်လာမှန်းသိတော့တကားရီပဒင်းပေါက်တွေကိုအမြန်ပိတ်လိုက်ပြီးတော့ဒီညသူတို့ကိုပြန်လာပြီးလက်စားချေလိမ့်မယ်လို့ပြောခဲ့ပါရီစကားတော့မှမဆုံးသေးပါဘူးအိမ်ကောင်မိုးပေါကိုတခုခုပြုတ်ကျလာတဲ့အတန်ကိုကြားလိုက်ရပါရီဘန်ကတော့တိတ်ကဖောင်းဖို့ရဲ့အိမ်ကိုပလင်းနဲ့ပြစ်ပေါက်ခိတာကိုတတိယသွားခဲ့ပါရီအခုဘော့ဖို့ကပြန်လက်စားချေနေပြီလို့သူကထင်လိုက်ပါရီ သူကတော့သတိမွေးပြီးတော့တကားဖွင့်ကြည့်ဖို့လုံနေတဲ့ချိန်မှာအမေရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။ဘန်ကတော့ကြားကြားချင်းအမြန်ထွက်ပြေးကြည့်လိုက်တဲ့ချိန်မှာအိမ်နောက်ဘေးချန်ထဲမှာဦးလေးဝက်စ်ကလဲကျနေပြီးတစုံတစ်ယောက်ကသူ့ရဲ့ဥတွေကိုထုတ်ဆားနေတာကိုတွေ့လိုက်ရပါတယ်။ဘန်ကတော့ဝီချင်းကိုဆက်သွယ်ပြီးဒီရဲ့ဖြစ်ပျက်တွေကိုဖြေရှင်းပေးဖို့တောင်းဆိုလိုက်တဲ့ချိန်မှာဝီချင်းကတော့ဂဒီပေးပြီးဘီယောကဆရာတယောက်ကိုခေါ်မှဖြစ်ပြီးတော့ငါးကားကိုလည်းသူ့ပေးမယ်လို့ပြောပြပါတယ်။အခုဆိုရင်တော့အီဆန်ဒေတာဘက်မှာစင်ခုံးလုံးခေါ်တဲ့ပုတ်တည်ရဲ့နေနဲ့ပွေကျင်းပဖို့ပြင်ဆင်နေကြပါပြီ ဝယ်စားတဲ့အချိန်မှာစင်ခုံးကလူတွေအားလုံးကိုလမ်းမတစ်လျှောက်လမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်။ရုပ်တရက်ဘန်ကစင်ခုံးကိုတစ်ဖက်ကနေကင်ပြီးလမ်းပြမယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့စင်ခုံးကသူတို့ကိုပေါပုံရဲ့အင်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အပူတင်ကတော့ချင်းနေမကောင်းမှန်းသိတော့ဝန်တားခဲ့ပါတယ်။သူကတော့ဒီနေရာမှာဖုတ်သေးရဲဆိုတာကမရှိဘူးလို့ပြောပြီးတော့အားလုံးကိုပြန်သွားဖို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့လည်းဘန်ကမင်းညားကအပေါပုံကသူတို့ရဲ့အင်းထီလာပြီးသူပထွေးရဲ့ဥရီကိုစားနေတာကိုတကယ်မြင်တွေ့ခဲ့ရတယ်လို့အခိုင်အမာပြောပြနေတာပါ။ ဒါပေမဲ့လည်းဖိုးတင်ကလုံးဝကိုယုံကြည်မှုမရှိဘဲနဲ့သူ့ရဲ့မိမကနေမကောင်းဖြစ်နေတာကရှက်တော်ကမှကြားမိနေခဲ့ပါပြီ။အိယာလေးကတော့မှမထနိုင်ဘူးလို့ပြောပြလိုက်ပါရယ်။ဘဲကလည်းသူရှောက်ပြောနေတာမဟုတ်ဘဲနဲ့စင်ကုန်းကဒီကိုလမ်းညွန်လာတာဆိုရင်ရောဘယ်လိုလုပ်မလဲလို့ပြောပြလိုက်ပါရယ်။အဖိုးတင်ကတော့လူတယောက်ရဲ့အသက်ကိုတင်ခိုင်းလိုက်ရှင်ခိုင်းလိုက်နဲ့လုံနိုင်တဲ့အထိကမှစင်ကုန်းကတကိုးရှိနေတာလားလို့မေးမြန်းလိုက်ပါရယ်။အဲ့ဒီအချိန်မှာဝီချင်းကပျောကဆရာကိုဝင်ပြီးတော့ကိုင်းတွဲဖြည့်ရှင်းဖို့ပြောပြလိုက်ပါရယ်။အဖိုးတင်က မင်းအနာရှိတိုင်းအားနေတဲ့သူကနိုင်ချင်းနဲ့ကောင်းပဲရွာအတွက်အကျိုးရှိအောင်လမ်းတွေဖောက်ပေးရမယ်စာဒေါ်လေးကိုမိတိုင်းနဲ့စိုက်ဖို့အတွက်ပဲဘတ်ဂျက်တွေကိုဖြုံးနေတဲ့ကောင်းလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတဲ့ချိန်မှာဝီချင်းကဒေါသထွက်သွားခဲ့ပြီးတော့အချင်းတွေကပို့ပြီးတော့ဆိုးရွားသွားခဲ့ပါတယ်အဖိုးတင်ကပေါတူးကိုဆွဲပြီးတော့ခုခံကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့အာမတန်လိုအဖမ်းခံလိုက်ရတဲ့ချိန်မှာအဖိုးဖုန်ကိုထွက်ပြေးဖို့အော်ပြောလိုက်ပါတယ်အဖေါ်ဖုန်ကတော့အိမ်ကနေမြန်ဆုံးထွက်ပြေးခဲ့ပြီးရောင်မှုကင်းကိုဖြတ်ကဘန်းရဲ့ AC ကိုရောက်သွားခဲ့ပါတယ်။အ ဒါပေမဲ့လည်းထူးဆန်းစွာနဲ့ပဲအိမ်ပေါ်မှာသူမနဲ့အတူဘုံရတစ်ခုကရဲနေတာကိုတွေ့လိုက်ရပါတယ်။ဒီချင်းစိမ့်နဲ့အိမ်ပေါ်တက်ကြည့်လိုက်တဲ့အခါမှာတော့ရှမ်းကိုမှလန့်သွားခဲ့ရပါတယ်။အဲဒါကတော့တကယ်ပုတ်တည်ရဲ့ဖြစ်နေပြီးတော့သူမကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။အဲဒီချိန်မှာပဲဘီယောကဆရာကသူ့ရဲ့ပညာကိုထုတ်သုံးလိုက်လို့ပုတ်တည်ရဲ့ကသူမကိုဘာမှလုပ်လို့မရခဲ့ပါဘူး။တကယ်တော့ဖောဖုန်ကပုတ်တည်ရဲ့တကောင်တော့မဟုတ်ခဲ့ပါဘူး။တကယ်ပုတ်တည်ရဲ့စစ်ကဘန်းရဲ့အမိသားဖြစ်ပါတယ်။ ဒီမှာကတော့ယွာသားတွေဂျာကကောလာဟလာတွေကိုခွင်ကောင်းယူပြီးတော့ယွာသားတွေကို လေစားနေကြတာပဲဖြစ်ပါရီ။ဒါကြောင့်မလို့လေလူတွေကညဘက်မှာဖောဖုန်ကအစာရှာထွက်တယ်လို့မြင်ခဲ့ကြတာပါ။အရင်ဆုံးရောက်လာခဲ့တဲ့ဘန်ကိုဖောဖုန်ကမေးရမိကတာဖုတ်တရဲစစ်ဖြစ်တယ်လို့ပြောပြလိုက်ပါရီ။တကယ်လို့ဘန်ကသူ့ရဲ့မိကဖုတ်တရဲဖြစ်နေမှစာကလေးကသိနေကြတာပဲဖြစ်ပါရီ။မင်းညကမေးဖြစ်သူကအူလီဝစ်ရဲ့ဘိုက်ကိုဖောက်ပြီးတော့ဦးရီစားနေတာကိုသူကမြင်ခဲ့တော့သူ့ရဲ့ဖေကိုလည်းမိကပဲတက်ခဲ့တယ်ဆိုတာကိုသူကသိသွားခဲ့တာပါ။ ။ဒါပေမဲ့လည်းသူကအဖွားဖုံကိုတွေ့ပြီးဆိုကဘယောကဆရာနဲ့ရွာသူရွာသားတွေကိုခေါ်လိုက်ပြီးအဖွားဖုံကဖုတ်တရေဖြစ်တယ်လို့အားလုံးကိုလိန်ပြောလိုက်တာပါ။ခဏကသူစင်ကုန်းကိုကင်ပြီးတော့လမ်းညွန်ခဲ့တာကလည်းအဲ့ဒီလိုမလုပ်ဘူးဆိုရင်တော့စင်ကုန်းကသူ့ရဲ့မေစီကိုလမ်းပြခေါ်ဆောင်သွားမှာဆိုလိုပါပဲ။အဖေဖုံကရွာသားရီရဲ့ဖန်စီချင်းကိုခံလိုက်ရပြီးတော့မြေယောဂဆရာရဲ့နှိမ့်ဆက်ချင်းကိုပြင်းပြင်းထန်ထန်ခံလိုက်ရပါတယ်။မြေယောဂဆရာကစီရင်လှူထားတဲ့ဒုံးနဲ့သူ့ကိုရိုက်လိုက်တဲ့အချိန်မှာတော့ အိမ်မောင်မရှိနေတဲ့ဖုန်တည်ရဝင်နေတဲ့ဘန်မီကလည်းလူလဲကိုခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့ပျောကဆရာကဖုန်တည်ရဝင်ရှင်ကိုဆုတ်ထုတ်လိုက်ပြီးတော့ဝရှင်းတောက်ထဲမှာထည့်လိုက်ပြီးတော့မြေမြုပ်လိုက်ပါတယ်။အားလုံးကလည်းပုံတည်ရဲ့ဝင်ကျင်ကအဖွားဖုံရဲ့ကိုကနေခတ်လာနေတယ်လို့ထင်ခဲ့ကြပေမဲ့တကယ်တကယ်နဲ့တော့အိမ်ပေါ်မှာရှိတဲ့ဘန်ရဲ့အမေစီကနေလာတယ်ဆိုတော့ကိုဘန်တယောက်ပဲသိနေခဲ့တာပါ။မပြန်ခင်မှာတော့ပြောကဆရာကဘာမှလုပ်ဆရာမလိုပါဘူး။ပုံတည်ရဲ့ဝင်ဘူးကက်ခန့်ရတဲ့ခဏကကဂျပိုင်းအတွက်မှာသူ့လိုလိုတိတ်သွားလိမ့်မယ်လို့ပြောပြခဲ့ပါရီ အဖိုးတင်ကလည်းဒဏ်ရာရနေတဲ့အဖွားဖုံကိုပြန်ခေါ်လာခဲ့ပြီးဒဏ်ရာတွေကိုစေလိမ့်ပေးခဲ့ပါရီအဖွားဖုံမှာနာတာရှိယောဂလည်းရှိနေခဲ့တော့အခုချိန်မှာချီနေကအရှိုင်းကုန်မှာစိုးနေခဲ့ပါပြီအဖွားဖုံကသူတည်းမိမတကြုံနေနောက်ဘဝဆိုတာကိုမလို့ချင်တော့ပါဘူးစေရတဲ့ဘဝကမလုံလောက်သေးလို့လားရှိသမျှမြေလေးလေးအလိန်ခံရသေးတယ်ဒီနေရာတဲ့မှာနေရောက်ထဲလာနေတာတော့မှပုတ်တည်းလို့ဆွဆွဲခင်ရပါသေးတယ်ကိုတို့လို့ချင်တော့မှဖုံးကြီးတွေကလက်မခံရဲဘူးဒီဘဝကအရှိုင်းကုန်မှာတနာဖို့ကောင်းတယ်လို့ပြောပေးပါရီ အဖိုးထင်းကလည်းသူ့ရဲ့မိမပေါ်ကိုနားလဲပါရီဒါကြောင့်မလို့လဲမနက်ဖြန်လှုပ်ရှင်စီကလိုအပ်ကတွားယူပြီးအခြားတနေရာကိုခေါ်သွားမယ်လို့ပြောပေးပါရီဝင်းနေရောက်တဲ့အချိန်မှာဖိုးထင်းကမထွက်သွားခင်မှာပေါပုံကိုထမင်းခွန့်ကျွေးပြီးတော့ရေတိုက်ခဲ့တယ်ဆိုပေမဲ့သူမကလုံးဝကိုမစားနိုင်ခဲ့ပါဘူးဒါကြောင့်မလို့လဲသူကအမြန်သွားပြီးတော့အမြန်ပြန်လာခဲ့မယ်လို့ပြောခဲ့ပါရီအဖိုးထင်းရဲ့လှုပ်ရှင်ဆိုတာကအခြားလူတော့မဟုတ်ပါဘူးဝီချင်မဲ့ဖြစ်ပြီးတော့ဖိုးထင်းကဒေါသတကြီးနဲ့ ဝီချင်းကိုပြစ်တင်ပြောဆိုလိုက်ပါရီဝီချင်းကရွာသားတွေကိုအနိုင်ချစ်တယ်လို့ဒီမမနေချင်တော့ပါဘူးဒါကြောင့်မလို့လေလောအား300ဘက်ကိုလာတောင်းတာလို့ပြောပြပါရီဒါပေမဲ့လေဝီချင်းကတော့300ကိုတော့မပေးဘူးလုံးနေတာကြောင့်အဖိုးတင်ကတော့သူသိမ်းထားတဲ့ဖုန်းတလုံးကိုထုတ်ပြီးဒါကူမမိသေးလားလို့မေးလိုက်ပါရီဝီချင်းတယောက်ကဒီဖုန်းကိုမြင်လိုက်တာနဲ့အံ့အားတင်သွားခဲ့တာပါဘာလို့လဲဆိုရင်တော့ဒါကသူ့ရဲ့လိုအပ်ချက်တွေအများကြီးသိမ်းထားတဲ့လက်ရဖုန်းဖြစ်နေလို့ပဲဖြစ်ပါရီ တကယ်လို့ဒီဖုန်းထဲမှာဝေ့ချင်တဲ့ဂိုင်တို့အမေကိုအတ္တမပြုချင်းခဲ့တဲ့ဗီဒီယိုဖိုင်တွေကရှိနေကြတာပါ။ဒါကတော့အဲ့ဒီရဲ့ဗီဒီယိုကိုရိုက်ထားပြီးအွန်လိုင်းလောင်းစားကြွေးဆက်ဖို့ဝေ့ချင်တဲ့ကိုငွေညစ်ဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့လည်းတူးထင်းသလိုမဖြစ်ခဲ့ဘဲနဲ့ဝေ့ချင်ကတော့လက်ကိုရှင်းပြဖို့သူ့ရဲ့တပည့်ကိုခိုင်းလိုက်ပြီးဖုန်းကိုယူခိုင်းခဲ့ပါရီ။ဒါပေမဲ့လည်းဝေ့ချင်ရဲ့တပည့်ကဖုန်းကိုရှာမတွေ့ခဲ့ပါဘူး။ပါဆောင်လဲဆိုရင်တော့ဖုန်းကလမ်းပေါ်မှာပြုတ်ကျကျနေခဲ့ပြီးတော့အဖိုးထင်းကကောက်ရသွားခဲ့တာပဲဖြစ်ပါရီအဖိုးထင်းကလည်းဝိချင်းကမေကိုအတ္တမပြုတ်ချင်းခဲ့တာမကဘဲနဲ့ ဈေးကြီးတဲ့မီးတိုင်တွေကိုလိမ့်လေပြီးလိမ့်လံလောက်ခဲ့တာကိုလည်းသိနေကြတာပါဝီချင်းကဒီအကြောင်းတွေကိုတည်သွားတဲ့ပိုးထင်းကိုပါဆက်ပိတ်ဖို့ငွေများစွာပေးလိုက်တယ်ဆိုပေမဲ့အပိုးထင်းကတော့လုံးဝကုန်မှလက်မခံခဲ့ပါဘူးသူရဲ့လောအားက300ဘတ်ကူပဲယူလိုက်ပြီးအိုရဲငွေတွေနဲ့ဖုန်းကိုဝီချင်းစီမှာပြထားခဲ့ပြီးတော့ထွက်လာခဲ့ပါတယ်အဖေဖုန်းကတော့ဘဝသစ္စာတင်ဖို့မျောလင့်တကြီးနဲ့အပိုးထင်းကိုစောင့်နေခဲ့ပါတယ်ဒါပေမဲ့လည်းအချိန်ကညာမိုးချုပ်တဲ့အထိအပိုးထင်းကပြန်မရောက်လာခဲ့ပါဘူးအကြောင်းလဲဆိုရင်တော့သူကအသက်ခံလိုက်ရလို့ပဲဖြစ်ပါတယ် ဝိရှင်ကတော့သူ့ရဲ့လူတွေကိုပိုးထင်းကိုကားနဲ့တိုက်ခိုင်းခဲ့ပြီးသူ့ရဲ့လောင်းကိုမြေထဲကိုပစ်ချခိုင်းခဲ့ပါရီဂျွာသားတယောက်ကပိုးထင်းရဲ့လောင်းကိုတွေ့ပြီးတော့တရင်ပြေးလိုက်တာကြောင့်ဂွန်ကြီးကေစိအဖွဲ့ရိကရောင်းလာခဲ့ပြီးတော့အသက်မဲ့နေတဲ့ပိုးထင်းရဲ့ခနာကိုကိုအဖော်ဖုတ်စီကိုပို့ပေးလိုက်ပါရီအဖော်ဖုတ်ကတော့သူမနဲ့အတူတူဒုက္ခတွေကိုမျှဝေလာခဲ့တဲ့ယောက်ျားအမိနာကိုကြည့်ရင်လည်းမျက်ရည်တွေနဲ့တူနောင်ဘောဆိုတာရှိခဲ့မယ်ဆိုရင်တော့စည်ရင်သားဘဝနဲ့မမွေးဖွားလာပါစေနဲ့သူတို့ရဲ့နိုင်ချင်းချင်းကိုမခံရပါစေနဲ့လို့ပြောပါရီ ီရိုသူမကအိမ်ကိုမီးရှို့လိုက်ပြီးတော့အထဲမှာရှိနေတဲ့အဖိုးထင်ရဲ့လောင်းထဲတူနေလောင်တိုက်တွင်းခဲ့ပါတယ်။ဦးချင်းကတော့အိမ်ပြန်ကောင်းမောင်းနေတော့မှပဲဂိုင်းရဲ့ဒိတ်ဆုံးမှုကိုပြန်ပြီးတော့တတိယသွားခဲ့ပါတယ်။တကယ်တော့ဒီနေ့ကဂိုင်းကသူ့ကိုယ်သူဆုံးစီရင်ခဲ့တာမဟုတ်ပါဘူး။သူကမီးရဲ့ဒိတ်ဆုံးမှုအကြောင်းနဲ့ပတ်သက်ပြီးဦးချင်းစီကိုကူညီလာတောင်းခဲ့တာပါ။အိမ်ကဖုန်တီးရဲစားလို့သေးတာမဟုတ်ပဲဂိုင်းရဓမ္မပြုခြင်းကိုထပ်ပြီးတော့မခံချင်တော့လို့ဖန်ခွဲစနဲ့သူ့ကိုယ်သူဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။ဂိုင်းကတော့ဒီအကြောင်းကိုဝီချင်းကိုလာပြောပြပြီး မကူညီဘူးဆိုရင်တော့မေကိုအတ္တမပြုကျင့်ရမှာပါဝင်ခဲ့ကြောင်းခွင့်ချမယ်လို့သူကချိန်ချောက်ခဲ့ပါတယ်။ဝီချင်းကတော့ကူညီမယ်လို့ကတိပေးလိုက်တယ်ဆိုပေမဲ့သူရဲ့လူတွေကိုလွတ်ကားဂိုင်းကိုရှင်းပြလိုက်ပါတယ်။ကာမောင်းနေနေဝီချင်းကရုတ်တရက်မန်ကိုလဲကြည့်လိုက်တဲ့အချိန်မှာဂိုင်းကသူ့ရဲ့ကားထဲမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ဝီချင်းတယောက်ကလဝန်းကိုမှလမ်းသွားခဲ့ပြီးတော့ကားကိုလမ်းဘေးကိုချိုးချလိုက်တယ်ဆိုပေမဲ့ကံကောင်းစွာနဲ့ပဲဘာမှမဖြစ်ခဲ့ပါဘူး။သူကတော့လမ်းပေါ်ကိုကြိုးစားတက်လာတဲ့အခါမှာတော့ဒီကိုစိုက်ကြည့်နေတဲ့ဖိုးထင်းရဲ့ဝိညာဉ်ကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှဆိုရင်တော့ပို့ထင်ရဲ့ဝိညာဉ်ငါးတဲ့မိတိုင်းကိုသူ့ကိုယ်ပေါ်ကိုပြုတ်ကျသွားတွန်းချလိုက်ပါရီတကယ်တော့ဝိချင်းကသာပို့ထင်ရဲ့ဝိညာဉ်လို့မြင်နေကြတာဖြစ်ပြီးတော့အမန်ကတော့ဖောဖုန်ဖြစ်နေကြတာပါအဖောဖုန်ကတော့ငွေ300ဘက်ကိုဝိချင်းရဲ့ပါဆက်ထဲကိုထည့်ပြီးတော့ဒမကူရဲမှာပူးကက်နေတဲ့ဖုန်တရေရဲ့ပုံစံကိုထုတ်ပြလိုက်ပါရီဒီလိုဖြစ်ရတာကဖောဖုန်ကသူတို့ကိုဒုက္ခပေးခဲ့တဲ့လူတွေကိုလက်စားချေခြင်းလို့ပိုတီရဲကိုထဲထားတဲ့ဝချင်းတောက်ကိုပြန်ထူပေါ်ပြီးတော့ပိုတီရဲကိုသူ့ရဲ့ကိုရဲကိုဝင်ခွင့်ပေးခဲ့တာပဲဖြစ်ပါရယ် အခုဆိုရင်တော့ဘန်ကလည်းဘေယောဂဆရာရဲ့စကားအရပုတ်တေးကကနာကူရဲကနေထွက်သွားမယ်ဆိုရင်တော့အဲ့ဒီကနာကူကမကြမီမှတည်ဆုံသွားမယ်ဆိုတာကြောင့်သူ့မိရဲ့အခြေအနေကမကောင်းမှန်းသိနေပါပြီ။သူကတော့ရွာသားတွေတည်သွားမှဆိုလို့သူ့ရဲ့မိကိုအခြားနေရာကိုအမြန်ဆုံးခေါ်သွားဖို့ကြိုးစားခဲ့ပါရီ။ဒါပေမဲ့လည်းတရားပေါ်ရောက်တဲ့အချိန်မှာ အပေါ်ပေါ်ကလမ်းကိုပိတ်ရထားလိုက်တာကိုတွေ့လိုက်ရပါရီ။အပေါ်ပေါ်ကမင်းကငါကိုပုတ်တေးရဲ့ဖြစ်စေချင်နေတာမဟုတ်လား။အခုဖြစ်ပြမယ်လို့ပြောလိုက်ပြီးပုတ်တေးရဲ့ပုံစံကိုထုတ်ပြက ဘန်ကိုတိုက်ခိုက်ဖို့ပြေးဝင်သွားတဲ့ချိန်မှာပဲဇလန်လီကပြီးဆုံးလို့တွားခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့တရေတစီတွေထက်ပိုချဖို့ကောင်းတာကလူသားတွေပဲဖြစ်ပါတယ်။လူမှုတိုင်းဝိုင်းမှာအားနဲ့သူပေါ်မှာအနိုင်ချင်းအမတရားတွေကိုဖုံးခွေလူမှုနဲ့ဒီကိုကောင်းဆန်မှုတွေကပုတ်တရေတကောင်ထက်ပိုပြီးတော့ကြောက်စရာကောင်းတဲ့ဘေးထွက်ဆိုးကျိုးတွေကိုဖန်တီးပြနေပါတယ်။ဒါကြောင့်မလို့လေကျွန်တော်တို့ကအရာရာကိုအမြင်ဆူးဆိုက်ပြီးဝေဖန်ပိုင်းချနိုင်တဲ့အသိဉာဏ်ရှိဖို့ကိုကျင်းစာတရားကိုလက်ခံထားပြီးတော့ အာနေဒူကိုကူညီဖိမပို့နဲ့အမေရိကန်ဘက်မှရရရဲတီးဖို့လိုအပ်ကြောင်းဒီဇလန်လီကဖော်ပြနေကြတာပဲဖြစ်ပါတယ်။